အခုနောက်ပိုင်း platform တစ်ခုတစ်ခုမှာငွေရှာတော့မယ်ဆိုရင် video တွေတင်ပြီးငွေရှာလာတာများလာပါတယ်ဆိုတော့အခုနောက်ပိုင်းမှာကျွန်တော်တို့ကငွေရှာတော့မယ်ဆိုရင်ကျွန်တော်တို့က video editing skill တစ်ခုလောက်တတ်ထားရုံနဲ့တင်ငွေရှာလို့ရနေပါပြီခင်ဗျာအဲ့တော့ဒီနေ့မှာမိတ်ဆွေတို့ကိုပြောချင်တာက video editing ကိုတေချာစနစ်တရားနဲ့တင်ယူလေ့လာမယ်ဆိုရင်တော့မိတ်ဆွေတို့ငွေရှာလို့ရနေမှာသိကြပါတယ်အဲ့တော့ကျွန်တော်ကဒီနေ့မှာ တင်ကန်းစာတစ်ခုအနေနဲ့ကျွန်တော်အပိုင်းလေးတွေခွဲပြီးဗီဒီယိုအတင်းတင်းဘယ်လိုလုပ်ရလဲဆိုတာကိုမိုဘိုင်းဖုန်းနဲ့ပြောပြပါမယ်။ဆိုတော့ဒါကအရင်ကြီးမခက်ပါဘူး။အဲ့တော့ကျွန်တော်ကကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီနေ့ ကျွန်တော် video editing ဘယ်လိုလုပ်ရလဲဆိုတာကိုဒီနေ့ knowledge share နဲ့လုပ်ပေးမယ်အခုနောက်ပိုင်းမှာတော့လူတိုင်းက video editing တော်တော်များများလုပ်တတ်နေပါပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအခြေခံကြပြီးတော့တကယ်နည်းစနစ်မှန်မှန်နဲ့ video editing လုပ်ဖို့ဆိုတာကတော့ဘယ်သူမှတိတ်မလုပ်ဖြစ်ကြပါဘူးကျွန်တော်တို့ဒီတိုင်းပဲတော်တော်မှတင်ဖို့အတွက်နည်းနည်းလေးကောက်တင်လိုက်တာမျိုးတွေပဲများတယ်ပေါ့နော်ဆိုတော့ ကျွန်တော်ကဒီနေ့မှာကျွန်တော်ဆရာကြီးလောက်တာမဟုတ်ပါဘူးကျွန်တော်တည်တဲ့လောက်အသေးစိတ်ကိုပြောပြပြီးတော့ဗီဒီယိုကိုကျွန်တော်အပိုင်းအပိုင်းနဲ့ခွဲပြီးကျွန်တော် YouTube မှာတင်ထားပေးပါတယ် Facebook မှာလည်းတင်ပေးပါမယ်ဆိုတော့ ဒီလိုကိုအက်တီလောက်ဖို့အတွက် mobile phone တစ်လုံးရှိုံနဲ့ငွေရှာလို့ရပြီဆိုတော့မင်းစုအတွက်အကျိုးရှိမှာပါအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားကအဆုံးထိကြည့်သွားပြီနောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ကဗီဒီယိုကိုဒီကက်ကက်နဲ့အသုံးပြုပြီးတော့တစ်ပိုင်းတစ်ပိုင်းစီကိုကျွန်တော်တို့သင်ခန်းစာတွေကိုသင်ပေးမယ်အဲ့တော့ကက်ကက်ရဲ့စဝင်တာနဲ့မြင်ရမယ့် feature ၅ခုအကြောင်းပဲပြောပြမယ်တခြား feature တွေကနောက်ထပ်အပိုင်းတွေမှာထပ်ပြီးသင်ပေးဖို့ရှိပါတယ်အဲ့တော့ သင်ခန်းစာတစ်ခုကိုတင်ယူတော့မယ်ဆိုရင်မိတ်ဆွေကတေချာစိတ်ဝင်စားနေတော့လေ့လာဖို့လိုပါတယ်အဲ့တော့မိတ်ဆွေဗီဒီယိုတပုတ်ကိုကောက်ကောက်မွန်မွန်အတီးဖြတ်တက်သွားပြီးတချင်းနေပါလေထက်တက်သွားပြီး test တွေပါလေစာသားတွေပါအကုန်ထက်တက်သွားပြီးဆိုရင်မိတ်ဆွေကကိုယ့်ရဲ့စိတ်ကူတွေကရှိတဲ့အတိုင်းကိုဗီဒီယိုဖန်တီးနိုင်သွားပြီးဆိုလို့ရှိရင်မိတ်ဆွေငွေရှာလို့ရပြီပေါ့နော်ဆိုတော့ဒီဗီဒီယိုကမိတ်ဆွေအတွက်အကျိုးရှိမှာပါအဲ့တော့ဒီဗီဒီယိုလေးမစားခင်မှာကျွန်တော်ရဲ့ channel လေးကိုအရင်ဆုံး like subscribe လုပ်သွားပေးပါလို့တော့တောင်းဆိုချင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုစကြည့်မယ် ော်ကကက်ကက်နဲ့အသုံးပြုပြမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့မှာကက်ကက် software မရှိသေးဘူးဆိုရင်တော့အရင်ဆုံးကို download ဆွဲမယ့်နေရာမှာသွားပြီးတော့ကက်ကက် software ကိုအရင်ဆုံးသွားပြီး download ဆွဲပြီးပါဆွဲပြီးပြီဆိုမှဒီကျွန်တော်ပြောပြမယ့်ဗီဒီယိုအကြောင်းကိုလာပြီးတော့ပြန်လည်လာပါဆိုတော့ download ပြီဆိုရင်တော့ဗီဒီယိုလေးကိုဆက်ကြည့်မယ်ဆိုတော့ okay download ဆွဲပြီးဆိုရင်ကျွန်တော်ကက်ကက် software တွေဝင်ပြီးပါခင်ဗျာကက်ကက် software တွေရောက်ပြီဆိုရင်ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်ကိုဖန်တီးမှဖြစ်တဲ့အတွက်ကျွန်တော် new project ထဲဝင်ပြီးရပါမယ်ခင်ဗျာ ။ Okay new project တွေရောက်ပြီဆိုရင်ကျွန်တော်တို့က video report ဖန်တီးมาဖြစ်တဲ့အတွက်ဘယ် video ဖန်တီးมาလဲ။ဟိုမှာဒါဒီဘက်ခြံကကျတော့ဒါ video ပါဒီမှာအစင်းရောက်နေနေမြန်။ဒီဘက်ကျတော့ photo ပါ။ကိုကဓာတ်ပုံတွေကိုလုံးมาလားဒီ video တွေကိုလုံးมาလားဗောနော်။ဆိုတော့ဒီမှာဗီဒီယိုလုံးမဲ့လူတွေဆိုတော့ဒီဘက်မှာပါဒါကတော့သိပေးတာဖြစ်မှာပါအဲ့တော့ကျွန်တော်ကဒီဗီဒီယိုလုံးမှာဖြစ်တဲ့အတွက်ဗီဒီယိုပဲယူလိုက်ပါမယ်ဗီဒီယိုလုံးပြရမယ်ဆိုရင်ကိုလိုချင်တဲ့ဗီဒီယိုရပြီဆိုဒီဘက်မှာနှိပ်ပြီးသွားရင်ဒီဘက်မှာ app ကိုနှိပ်ပေးပါခင်ဗျာ ဆိုတော့ဒါကကျွန်တော်ဖုန်းကိုဒီလိုအရှိလိုက်ရိုက်ထားတာပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တိတိလောက်ကိုပြောပြရမယ်ဆိုရင်ကိုက Web platform မှာတင်มาလဲပေါ့နော်ကိုတင်မဲ့ platform ကို MTV ဖုန်းကိုအရှိလိုက်တက်တက်ရိုက်တဲ့ဥစ္စာဆိုလို့ရှိရင်ကျွန်တော်တို့က Facebook တို့ Twitter တို့မှာအသုံးများပါတယ်ဒီလိုအလျားလိုက်ရိုက်မယ်ဆိုရင်ကျွန်တော် YouTube တွတ်တို့ Instagram တို့မှာလည်းအသုံးပြုလို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ဖန်တီးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ချိုးကအရန်ရေးကြည့်ပါတယ်အဲ့တော့ range ချိုးကိုတွားမယ်ဒီဘက်မှာပါဒီဘက်က1.1ကြတော့ဒါက Instagram တို့မှာအသုံးပြုတာပါကျွန်တော်ဆိုရင် YouTube မှာတင်ဖို့အတွက်ဆိုရင်ဒီ16.9နဲ့ပဲတင်တာများတယ်ပေါ့နော်ဆိုတော့ကိုအသုံးပြုတဲ့ပုံမှာမဟုတ်တည်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒီ YouTube မှာတင်ဖို့အတွက်ကျွန်တော်လိုက်ထားတော့ဒီလိုအရှိလိုက်ဆိုတော့ကျွန်တော်ဒီ TikTok site ကိုပဲလုပ်ပြလိုက်မယ်ပေါ့နော်ဆိုတော့ဒီ TikTok site နဲ့ Facebook နဲ့ဒါအတူတူပဲပေါ့နော်ရေးထည့်လို့ဒီ၃ခုနဲ့လည်းအဆင်ပြေနေပါပြီနော်ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်အမှတ်ချက်လေးပေးလိုက်မယ်နောက်ထပ်တစ်ခုအနေနဲ့ edit edit ကဒီမှာကက်ကြီးပုံလေးနဲ့ရှိပါတယ်ကက်ကြီးပုံလေးနဲ့တစ်ချက်ထောက်ပြီးကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ကိုဖြတ်တော့မယ်ဆိုတော့ကိုယ့်ရဲ့ဗီဒီယို လက်လေးထောက်ပြီးတော့ကျွန်တော်တို့လူချင်းနဲ့အပိုင်းကိုဆွဲမယ်ပေါ့နော်ကိုမလူချင်းဥပမာဒီပိုက်ကိုဒီနေရာလေးကိုမလူချင်းဘူးဆိုရင်ဒီဘက်မှာ speed ကိုနှိပ်နှိပ်ပြီးသွားရင်ဥပမာဒီနားလေးကိုဖြတ်မှာဟုတ်လားဒီနားလေးကိုဖြတ်မှာဆိုရင်ဒီဘက်တစ်ချက်နှိပ်နှိပ်ပြီးသွားရင်ဒီဟာတစ်ချက်နှိပ်ပြီးကိုဖြတ်ချင်တဲ့ video ဒီ video ကိုဖြတ်ချင်တာလားဒီ video ကိုဖြတ်ချင်ဥပမာဒီ video ကိုဖြတ်မယ်ဆိုရင်ကျွန်တော်ဒီဘက်မှာ delay ရှိပါတယ်။အဲ delay လေးကိုတစ်ချက်နှိပ်လိုက်ပြတ်သွားပြီ။ဆိုတော့ဒါကနည်းနည်းလေးလိုသေးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီလိုအပိုင်းလိုက်ကြီးမဖြတ်ချင်ရင်တော့မှဥပမာဒီအရှိကအ ုဖြတ်ထားတာပို့လို့ဆိုရင်လည်းဒါလေးကိုဒီလိုလေးနည်းနည်းလေးဆွဲလိုက်ယုံပါပဲပေါ့နော်ဆိုပါတော့ဆိုတော့ကိုလိုချင်တဲ့ဗီဒီယိုတွေကိုဖြတ်တက်သွားပြီးဒီလိုဆက်တက်သွားပြီးဆိုလို့ရှိရင်ဥမာကျွန်တော်ပြောသလိုကိုလိုချင်တဲ့အပိုင်းတွေလိုရင်လည်းဆွဲလိုက်မယ်ဥမာပို့ရင်လည်းဖြတ်လိုက်မယ်ပေါ့နော်ဖြတ်မယ်ဆိုရင်လည်းဒီဘက်ဆိုလို့ရှိရင်ဒါမှပါတော့ဦးလေးနော်ဒီဟာလိုချင်တဲ့ဆိုရင်ဒါမှပါတော့ဆိုတော့ဒါကတော့ကိုလိုချင်လို့လိုက်ဖြတ်ကိုကကိုဥမာဒီဟာကြီးကိုဖြတ်ချင်တယ်ဆိုရင်လည်း delete ကိုနှိပ်လိုက်ဖြတ်လိုက်ယုံမယ်ပေါ့နော် okay နောက်တစ်ခုနေနေရတော့ audio ပါဒီ audio ကတော့ကျွန်တော်တို့တချင်းနေပါရေးထည့်တာပါခင်ဗျာ ဆိုတော့ audio တွေဝင်မယ် audio တွေရောက်ပြီဆိုရင်ကျွန်တော်ဒီဘက်မှာ sound ရှိပါတယ်ဒီ sound ကကြတော့ဒီကက်ကက်ထဲမှာပါတဲ့ music sound တွေပေါ့နော်ဆိုတော့ဒီကက်ကက်ထဲက sound ဥမာဒီဒီချင်းဒီချင်းဆိုရင်ကျွန်တော်ဒါထည့်လိုက်မယ်ပေါ့နော်โอเคဒါရပြီဆိုရင်ကျွန်တော်တို့ကဒီမှာတချင်းကအတန်ကျနေတယ်ဆိုလို့ရှိရင်လည်း ဒီမှာအတန်တိုးလို့ရပါတယ်ကိုကိုရဲ့ဗီဒီယိုကိုအတန်တိုးချင်တယ်ဆိုရင်လည်းကိုရဲ့ဗီဒီယိုထောက်ထောက်ပြီးဒီမှာ byte ရှိပါတယ် byte ကိုတိုးလည်းရတယ်ချဲ့လည်းရတယ်ပေါ့နော်ဆိုတော့ဒါက audio မှာပါတဲ့ music sound တွေပါဒီဘက်မှာ sound effect ဒီ sound effect ကြတော့ကျွန်တော်တို့တွေကဒီမှာဆိုရင်ဥပမာမင်းတို့ဒီနေရာမှာတစ်ချက်တတိထားမှာကဒီလိုစိန်ပုံလေးတွေနဲ့တချို့က pro feature တွေနဲ့လာတယ်ပေါ့နော်အဲ့လိုမျိုးတွေလာနေတယ်ဆိုရင်တော့အသုံးလို့မရပါဘူးဒါက free မပေးတုံးပါဘူးခင်ဗျာပတ်စံပေးပြီးတုံးရတယ်ဗောနော်မိတ်ဆွေကပတ်စံပေးပြီးတုံးနေတယ်ဆိုရင်တော့ဒါတွေကတုံးလို့ရပါတယ်အဲ့တော့ free တုံးတဲ့သူတွေဆိုရင်တော့ဒီလိုစိန်ပုံလေးတွေပေါ်တာတို့ဟို pro feature တွေပေါ်နေတာမျိုးဆိုရင်တော့လုံးဝတုံးလို့မရပါဘူးအဲ့ဒါကိုသတိထားပါဆိုတော့ဒီဒီထက်မှပါတယ်ဒီကဒါကတော့ sound ဖတ်ပါသူမှပါတယ်ဟိုအပိုင်းတူလေးတွေဗောနော်အဲ့ဒါမှကြတော့ audio ပါဒီ audio ကကြတော့ကျွန်တော်တို့ဒီအခုပြောမယ့်ဥစ္စာကိုပေါ့နော်အတန်ပြန်ဖန်းထားတာမျိုးပေါ့ဒီဘက်မှာဒီ audio လေးတစ်ချက်ထောက်ထောက်ပြီးနှိပ်ပြီးမှဆိုရင်ကိုပြန်ပြောမှာပေါ့နော် ပြောပြီး okay ပေးလိုက်ရုံပါပဲဒါက okay ဒါကတော့ audio ရဲ့အလုပ်လုပ်ပုံပေါ့နော် audio သချင်းတွေဘယ်လိုထည့်လဲဆိုတာကိုလုတ်တက်သွားမှာပါ okay အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာ task ရှိပါတယ်ဒီ task ကဘာအတွက်အလုပ်လုပ်တာလဲဆိုတော့ဒါကစာသားတွေပါထည့်တာပါဒီစာသားတွေပါထည့်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ asset လေးကိုတစ်ချက်နဲ့ဒီညမှာတခြားတတိထားမှာမိတ်ဆွေတို့ကအခုမှကက်ကက်ကိုစတုံးနေဆိုလို့ရှိရင်တော့မြန်မာဖောက်တွေလုံးဝမမှန်တာတွေဖြစ်နေပါတယ်ဒါပေမဲ့ဟို အဲ့ဒီဗီဒီယိုကနောက်မှကျွန်တော်ထပ်ပြီးတင်ပေးပါမယ်ပေါ့နော်မြန်မာဖောက်တွေဘယ်လိုပြောင်းရလဲဆိုတာဒီဗီဒီယိုမှာတော့ကျွန်တော်အခြေခံလေးတွေကိုပဲပြောပြတာပါအဲ့တော့ကျွန်တော်ကဒီ test paper တွေထည့်တာကိုပဲပြောပြတာပေါ့နော်ဆိုတော့ဒါလိုရင်းမဲ့ဟိုဘယ်လို Okay ဒါကတော့ဖောက်ရဲ့ပုံစံလေးတွေပေါ့နော်ဒီဖောက်ကိုလိုချင်တဲ့ဖောက်တွေလိုက်ပြောင်းပါဒီနေရာမှာဒီလိုစိန်ပုံလေးနဲ့မယူနဲ့နော်ဒါကြိုပြီးခဏခဏပြောထားတယ်တချို့မိတ်ဆွေတွေရှိပါတယ်ကိုတွေဗီဒီယိုတွေပါနေဖန်တီးပြီးတော့လောက်ပြီးသွားတော့ဗီဒီယိုကို please ထုတ်လို့မရဘူးပေါ့နော် မင်းထုတ်လို့မရဘူးဖြစ်နေရပေါ့နော်အဲ့ဒီပြဿနာတွေဖြစ်နေကြလို့ကျွန်တော်ကကြိုးပြီးသတိပေးထားတာပါအဲ့ဒီဟာတွေတွေ့နေမြင်နေဒါကတော့ကိုယ့်ရဲ့ fault design ပေါ့နော်ဒီ fault design လေးကိုရွေးပါရွေးပြီးသားဥပမာကျွန်တော်ဒီ fault ကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းဒါဒီဘက်မှာ test thumbnail မှာကြာလို့ရှိရင်လည်းကိုလိုချင်တဲ့ဒီ animation ပုံစံလေးတွေပေါ့နော်ဒီလိုပုံစံလေးတွေလိုပုံစံလေးတွေဒါကိုလိုချင်တဲ့ပုံစံလေးတွေလိုက်ပြောင်းဥပမာကျွန်တော်ဒီပုံလေးလိုပြီးဆိုရင်ဥပမာဒါပဲထည့်လိုက်မယ်နော်โอเคဒါဆိုရင်တော့ကျွန်တော်ပြောပြတဲ့ feature ထဲမှာ၄ခုမြောက်ပါတော့ဆိုတော့၄ခုပြီးသွားပြီအဲ့တော့နောက်ဆုံးတစ်ခုနေနေရတော့ဒီမှာ effect ပါဒီ effect ကတော့ကျွန်တော်တို့ကဒီဘက်မှာ video effect ရှိပါတယ်ဒီဘက် video effect ကြတော့ဘာတွေလောက်လို့ပါဆိုဥပမာကျွန်တော်ရဲ့ video ကိုရွေးရှားသွားတာမျိုးလို့ဒီလိုသူ့ရဲ့ဒီမှာသူပြထားတဲ့ပုံစံမျိုးပေါ့နော်အလင်းမှောင်လေးနဲ့ပြောင်းသွားတာမျိုးလို့ဒီဘက်မှာဆိုလို့ရှိရင်ဒီမှာဆိုရင်ကိုလိုချင်တဲ့ပုံစံလေးတွေမှာ animation ပုံစံလေးဒီ video ဒီဘက်မှာဆိုရင်ဗျာ ဒါသူ့ရဲ့ effect ပေါ့နော်ဒီ effect မှာတွေကသူ့ရဲ့အလုပ်လုပ်ပုံကဒီမှာကိုလိုချင်တဲ့ပုံစံလေးတွေ effect လိုက်ထည့်ရတာပေါ့ဒါကတော့ video ရွေးရှာမှုကိုပြောတာပါဆိုတော့ခုမှကျွန်တော်ဒီ effect ကိုတုံးပြီးသွားပြီဆိုတော့ okay ပေးလိုက်ရုံပါပဲပေါ့နော်โอเคဒါပြီးသွားပြီဆိုလို့ရှင်အော်ဗီဒီယိုကတိုးနေတယ်တချင်းကရှင်းနေတယ်ဆိုရင်ဒီညမှာမိတ်ဆွေတို့ကကိုယ့်ရဲ့တချင်းဥမာ ခုနကျွန်တော်ပြသလိုပဲဖြတ်ဖြတ်ဖို့အတွက်ဆိုရင်ဒီရဲ့တချင်းလေးကိုလက်လင်းနဲ့တစ်ချက်ထောက်ထောက်ပြီးသွားရင်ဒီအောက်မှာ spray နဲ့ နေပြီးသွားရင်ကိုဒီနောက်ဆုံးကဥစ္စာကိုဖျက်မယ်ဆိုရင်လည်းခုနလိုပဲလက်လင်းထားပြီးဒီမှာစပင်းနေပြီးဒလီဖျက်လိုက်ရမှာโอเคဒါပြတ်သွားပြီပေါ့နော်ဆိုတော့ဒီမှာဆိုရင်လိုနေတယ်ပေါ့နော်ကျွန်တော်ဖျက်တာမြင်များဝါရပေါ့များဝါဆိုရင်ဒီသင်းကိုပဲနည်းနည်းလေးဆန်းလိုက်ရုံပဲပေါ့โอเคဒါဆိုရင်တော့ပြေးပြီပေါ့နော်ဆိုတော့ဒီနေရာမှာလိုကိုဖျောက်ရှင်းနေဆိုရင်လိုကိုလက်လင်းတစ်ချက်ထောက်ထောက်ပြီးဒီအောက်မှာဒလီရှိပါတယ်ဒီဒလီလေးကိုနှိပ်လိုက်โอเคပျောက်သွားပြီပေါ့နော်โอเคအဲ့ဒါပြီးသွားပြီဆိုရင်ဗီဒီယိုကို export ထုတ်မယ်ပေါ့ ပြီးတော့ export ထုတ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာ auto 80တဲမှာရှိပါတယ်အဲ့ဒါကိုအရင်ဆုံးတစ်ချက်ကြည့်မယ်နော်အဲ့တော့ကျွန်တော်ဒီနေရာမှာရှင်းပြချင်တာကအပေါ်ကဒီ400နဲ့60ဆိုရင် resolution ကအရန်ဝါသွားပါလိမ့်မယ်အဲ့တော့ဒီက900နဲ့20ဆိုရင်လည်း resolution ကနည်းနည်းကျရဲအထက်မှာပါနေပါလိမ့်မယ်အဲ့တော့ကိုကဒီ1000နဲ့60ဆိုရင်တော့ resolution နဲ့ကောင်းပါပြီပေါ့နော်ကြည်အကြည်ရပါတယ်အဲ့တော့နောက်ထပ်ဒီအောက်ကဒါကကျတော့ကျွန်တော်တို့ရဲ့ site ပါ ျွန်တော်တို့ဒီဗီဒီယိုရိုက်ထားတာ30 frame ပေါ့နော်ကိုရိုက်ထားတဲ့ frame က30နဲ့ရိုက်ထားတာ25နဲ့ရိုက်ထားတာလားရှိပါတယ်ကိုက frame အပြည့်ရိုက်တယ်ဆိုရင်တော့30 frame နဲ့ရွေးထားပါဆောက်ပြီဆိုရင်ကျွန်တော်ကဒီမှာဆိုရင် export ထုတ်ယူပါပဲโอเค export ထုတ်နေပါပြီပေါ့နော်ဒီ episode 1မှာပဲမိတ်ဆွေတို့ကသချင်းလေးထက်သက်သွားမယ်ဗီဒီယိုလေးထက်သက်သွားမယ် test တွေလည်းထက်သက်သွားမယ်ကိုတင်ချင်တဲ့ platform မှာလည်းကျွန်တော် range show တွေကိုတေချာစနေစကြနဲ့ချိုးတက်သွားမှာတေချာပါတယ် ဲ့တော့ကိုယ့်ရဲ့ဗီဒီယိုကိုလည်းကို effect တွေ animation ပုံစံတွေကြိုက်သလိုပြီးပြောင်းလာတယ်ပြောင်းတက်သွားမယ်ဆိုတော့ဒီ၅မျိုးသိအောင်လောင်းနဲ့လည်းတော်တော်ကြီးတော့အဆင်ပြေနေပါပြီတိုးပေမဲ့မပြည့်စုံနေပါဘူးဒီထဲမှာပါတဲ့ feature အကုန်လုံးကိုနောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်ထပ်ပြီးရှင်းပြသွားမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယို like and subscribe တော့လုပ်သွားပေးပါနောက်ထပ်ကျွန်တော်တင်လင်မြဗီဒီယိုတွေကိုထပ်ပြီးသိရှင်းနေဆိုရင်တော့ကျွန်တော်ရဲ့ဒီအောက်က notification ခေါင်းလောင်းလေးကိုတစ်ချက်နှိပ်သွားပေးပါလို့တောင်းဆိုချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေလည်း subscribe လုပ်သွားပြီးတော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော် ကက်ကက်နဲ့ video editing လုပ်ပြီးတော့ episode 1 2 3အစကရအဆုံးထိကက်ကက်မှာပါတဲ့ feature တွေအကုန်လုံးတုံးတက်သွားအောင်လို့ကျွန်တော်နောက်ထပ် video ဒီမှာထပ်ပြီးရှင်းပြပါမယ်။အဲ့တော့ဒီ video လေးမှာတော့ဒီလောက်ပါပဲ။အခုဒီ video တွေမှာမိတ်ဆွေတို့တင်ချခြင်းနဲ့အကြောင်းအရာတွေလည်းထပ်ပါလာမယ်ဆိုရင်တော့မိတ်ဆွေတို့အကျိုးရှိမှာပါ။အဲ့ဒီတော့မမေ့ပါနဲ့။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့။ Okay အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ Bye bye ။